င်္ဂလာပါဇွန်လ10ရက်နေ့မှာတော့မြန်မာစစ်ပွဲဟာအမှန်မှန်ဆုံးအလက်ပြောင်းကို ရောင်းနေတာတွေ့ရပါတယ်စစ်ကောက်စီရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေဟာဘောင်ကျော်လာနေပေမဲ့တော်လိုက်အင်အားစုတွေရဲ့ဆွမ်းရည်ကလည်းအရှိန်ဟုန်မြင့်မားလာတာကိုစစ်ကောက်စီရဲ့လေကြောင်းစုံမုံမှုစိတ်ခေါ်ခံရတဲ့အခြေအနေတစ်ခုကတက်တက်ပြနေပါတယ်ဗလဲမျိုးနဲ့မှာစစ်ကောက်စီရဲ့ဝိုင်တွဲတိုက်လေရင်တစင်းပြချခံရတဲ့ဖြည့်ရဟာစစ်ကောက်စီလေချောင်းအတစည်းကိုဓာတ်ရိုက်စိတ်ခေါ်လိုက်တဲ့အခြေအနေပဲဖြစ်ပါလေ။ဒါဟာ ော်လိုက်ဖွဲ့တွေရဲ့လေကြောင်းဆွဲရည်တိုးတက်လာတာကိုပြသပြီးစစ်ကောင်စီရဲ့ရေရှည်စည်ရေးပြူဟာအတွက်တော့ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာနိုင်ပါတယ်။သူတို့လေထိုင်းရဲ့စိတ်ဓာတ်နဲ့ထောက်ပံ့ရေးကွင်းဆက်တွေကိုပါရိုက်ခတ်သွားမှာတော့သိချပါတယ်။ရှမ်းမြောက်နောက်ချိုစစ်မြေနောက်ကိုကြည့်ရင် TIA နဲ့စစ်ကောင်စီရဲ့ထိတ်တိုက်ရင်ဆိုင်နေမှုအခြေအနေကရှမ်းမြောက်ဒေသရဲ့ကံကြမ္မာကိုပုံဖော်မဲ့မဟာဗျူဟာများတိုက်ပွဲတစ်ခုပဲဖြစ်ပါလေ။ နောက်ချို့ဟာရှမ်းတောင်မန္တလေးနဲ့လာရှိုးကိုဆက်သွက်ထားတဲ့အချက်ချကြားတဲ့လမ်းကြောင်းပေါ်မှာရှိနေတာမျိုးအလွန်ပဲအရေးကြီးပါတယ်။စစ်ကောင်စီဟာရှုံနေခဲ့တဲ့နယ်မြေတွေကိုပြန်ရဖို့နဲ့ TIA ရဲ့တိုးတက်လာတဲ့စည်ရေးစွမ်းရည်ကိုချိုးနှိမ်ဖို့အဲ့ဒီထိုးစစ်ကိုဆင်နွှဲနေတာဖြစ်ပါတယ်။ TIA ရဲ့တိုက်စစ်အသွင်ရှိတဲ့ခန့်စစ်ဗျူဟာကသူတို့ရဲ့စည်ရေးအမျှော်မြင်နဲ့ပြတ်သားမှုကိုပြပြပြင်းပြတ်သားနေတာကိုတွေ့ရပါတယ်။နောက်ချို့သာကြာတော့ခဲ့ရင်တော့မန္တလေးလာရှိုးလမ်းမကြီး စစ်ကောက်စီအတွက်ပွင့်သွားပြီးတော့ရှမ်းမြောက်စစ်ရေးချိတ်ခွင်ရှာကိုတည်တည်တတ်တာပြောင်းလဲပြစ်နိုင်တဲ့အခြေအနေဖြစ်ပါလေ။ TIA အနေနဲ့ကန်ကြီးရွာကိုဘယ်လိုမှမဆုံးရှုံးရအောင်တော့ဒီပြူဟာကိုဆက်ပြီးကျင့်သုံးပြီးတော့မဲပုတ်တဝိုက်ကစစ်ကောက်စီရဲ့စစ်ပြူဟာရဲ့ခွာထားတဲ့စစ်ကြောင်းကိုအမြင့်ပြတ်ဖျက်တောက်နိုင်ဖို့အစွမ်းကုန်ကြိုးစားသင့်ပါလေ။ဒါဆိုရင်ကန်ကြီးလက်စီဥကြုံပြီးတော့ခြေမိုးလို့အလွယ်တကူရောက်သွားမှာဖြစ်ပါလေစက်ကောက်စီဟာ နိုင်ငံတကာဥပဒေကိုလောကခရုမဆိုင်ပဲဆက်ရသွေးမှုတွေကိုပျက်ပျောက်တင်းတင်းကျူးလွန်နေပါတယ်။မွန်ပြည်နယ်ကြိုင်မြို့မှာကလစတာဘုံနဲ့ကလေးတငယ်၄ဦးအပေါင်းငယ်အသက်၅ဦးကိုအသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်ရဟာသူတို့ရဲ့ရက်ဆက်ကြမ်းကြုံမှုအထောက်အထိပ်ကို ပြသနေတာဖြစ်ပါတယ်။ဒါဟာနိုင်ငံတကာဥပဒေကိုပျက်ပျောက်တင်းတင်းချိုးဖောက်တဲ့ဆက်ရသွေးမှုလည်းမြောက်ပါတယ်။အခုလိုလေကြောင်းအနီးကလေးတငယ်တွေစတင်ကြောင်းဘုံကျဲတော်တွေကြောင့်ကလေးတငယ်တွေရဲ့အနာဂတ်ဟာအမှန်မှန်ဆုံး နေရတွေ့စီကိုဥတီနေပြီးတော့ဒီမှာပฏิပခတွေပုံမူကြမ်းတမ်းလာစေနိုင်ပါတယ်ချင်းပြည်နယ်တွန်းဆက်မှာ ZA ကိုစစ်ကောက်စီကလက်နက်ထောက်ပံ့ပြီးအတုံးချဖို့စူးစမ်းခဲ့ပေမဲ့ချင်းပူပေါက်တပ်တွေကအားလုံးချိန်မိုးနိုင်ခဲ့ပါတယ်လို့သိရပါတယ်ပြည်သူကိုပြည်သူချင်းတတ်စီဆိုတဲ့သူတို့ရဲ့စစ်ကောက်စီမူဝါဒဟာဒီလိုမျိုးအခြေအနေပေါ်မှာတက်တည်ပြနေတာဖြစ်ပါတယ်ဖားကတ်ကြောက်စိတ်တေသားဟာစစ်ကောက်စီဘလို့တိုးဝင်လာခဲ့လဲအဲ့နောက်ကဘာတွေရှိနေလဲ ကချင်ပြည်သူတွေရဲ့လက်ရှိမျိုးရည်စက်တွေကစစ်ပွဲရဲ့အငွေ့တက်တွေစီးပွားရေးပတ်သက်မှုတွေရှိုးဝက်အပေးယူတွေပြည်သူအပေါ်မှာတက်ဆမဲ့မှုတွေနဲ့ရောထွေးတဲ့ဝက်ကရက်လိုဖြစ်နေပါတယ်2023ခုနှစ်ကလေးကအခြေအနေတစ်ခုကြည့်ကြည့်ပါတရုတ်ရဲ့အကြောက်ဆိုင်ဈေးကွက်ဟာအမေရိကန်ဒေါ်လာ21ဘီလီယံကျော်ရှိခဲ့ပြီးတော့အဲ့ဒီ2023ခုနှစ်စတန်အရမြန်မာ GDP ဟာ66ဘီလီယံကျော်ပဲရှိပါတယ် ဒါဟာမြန်မာ GDP ရဲ့အသုံးပုံတစ်ပုံနီးပါးရှိတဲ့ဖားကန့်ရဲ့စီးပွားရေးအရေးပါမှုကို ပြသနေတာဖြစ်ပါလေ။အဲ့ဒီဖားကန့်စီးပွားရေးဟာယူနန်ပြည်နယ်ကအဲ့ဒီဈေးကွက်မှာအဓိကပါဝင်တာဖြစ်ပြီးတော့ယူနန်အစိုးရဟာ AO တွေနဲ့ပူးပေါင်းဆောင်ရွက်နေတာပဲဖြစ်ပါလေ။ဖားကန့်ကကုမ္ပဏီကြီးတွေဟာတရုတ်နဲ့အထူးသဖြင့်ယူနန်အစိုးရနဲ့ဆက်ဆက်နေပြီးတော့အဲ့ဒီမှာ UWSA လို့ ERO အဖွဲ့တွေကအတောင်းအယူထားပေးတာဖြစ်ပါလေ။ KIA ကမဟာမိတ်အဖွဲ့တွေကိုပေးထားတဲ့လောက်ကွက်တွေကိုလည်းအဲ့ဒီ company တွေကပဲလက်ပတ်နေတာဖြစ်ပါတယ်2021ခုနှစ်နောက်ပိုင်းစစ်ကောက်စီရဲ့နယ်မြေစိုးမိုးမှုအားနည်းလာတာကြောင့်ဖားကန်ကရတဲ့ဝင်ငွေထိခိုက်ခဲ့ပါတယ်ငလျင်တကြောင့်ပြည့်စည်သွားတဲ့နေပြည်တော်ကို UWSA လိုမျိုး NDAA လိုမျိုးပြန်လည်ထူထောင်ရေးအတွက် budget အကူအညီပေးရတာဟာလည်းထက်စင်းစားမဲ့အချက်ပါပဲစစ်ကောက်စီရဲ့ ဘတ်ဂျက်အသက်အတန်လိုအပ်နေတဲ့အခြေအနေကိုတရုတ်ကဖားကန်းမှာငွေရှာဖို့ခွင့်ပြုပေးလိုက်တာလားစဉ်းစားကြည့်အောင်အချက်ဖြစ်ပေါ်စေပါတယ်။ဘာဖြစ်လဲဆိုရင် FPCC မှာ UWSA နဲ့ညှိခိုင်းပြီးအခြေအနေအဲ့ဒီပွဲမှာစစ်ကောက်စီပါတယ်လို့လည်းကျွန်တော်သိရပါတယ်။ဖားကန်းမှာငွေရှာဖို့တရုတ်ကစစ်ကောက်စီကိုခွင့်ပြုပေးလိုက်တဲ့အခြေအနေမို့လို့တော့ပဲ KIA ရဲ့အရှိပြေးတွေနဲ့ဖားကန်းလုံခင်းကိုစစ်ကောက်စီစစ်ကြောင်းဟာဝင်လာခွင့်ရောက်သွားတာဖြစ်ပါတယ်။အဲ့ဒီစစ်ကြောင်းဟာတမဟာ 3စစ်ကောင်စီရဲ့၄နှစ်တာကာလပျောက်နေတဲ့စစ်ကြောင်းလည်းဖြစ်ပါတယ်။တမ33တမ်မမူးကိုတော့ရကျင်းအောင်ခေါ်ပါပြီးမန္တလေးစစ်ကြောရဲနေတစ်စစ်အရင်အင်အားတက်ကိုပို့လိုက်ပါတယ်။အဲ့ဒီအခြေအနေတွေကိုဆက်ဆက်ကြည့်မယ်ဆိုရင်တော့ဒါဟာတရုတ်ရဲ့နောက်ကွက်ကရှိုးဝက်ကစားကွက်တွေပါနေတာကိုတွေ့ရပါတယ်။စစ်ကောင်စီကိုတရုတ်ကဖားကတ်မှငွေရှာဖို့ခွင့်ပြုပေးလိုက်တာဟာစီးပွားရေးဖိအားရဲ့ရလတ်မြန်မာဒေါ်လာရေးပေါ်မှာဘယ်လိုတက်ရောက်လဲဆိုတာပြနေတာဖြစ်ပါတယ်။ အခုချိန်မှာစစ်ကောင်စီကအဖကန့်ကိုဝင်ရောက်လာပြီးတော့မီးရှို့ဖြစ်စီပြစ်ခတ်မှုတွေဟာပြည်သူစိုးရိမ်မှုကိုမြင့်တက်စေရောက်တမက KIA အပေါ်မှာပါပြင်းထန်တဲ့ဝေဖန်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။အဲ့ဒီစစ်ကြောင်းကို KIA KPD အတို့ပူပေါင်းတပ်တွေကမတားဆီးနိုင်တာနဲ့ပတ်သက်ပြီး KIA ခေါင်းဆောင်ဘိုင်းတွေရဲ့စီးစိတ်ရည်မှုမှုတွေကြောင့်ပြည်သူထောက်ခံမှုကြောင့်ဆင်းလာတဲ့ဆိုတဲ့အခြေအနေမျိုးပြောဆိုတာတွေ့ရပါတယ်။တိတိကျကျလည်းသိရပါတယ်။အဲ့ဒါလည်းအဓိကချက်တွေမှာပါပါတယ်။ ဖားကတ်မှာဖြစ်ပျက်နေတဲ့ကြင်ပြည်သူတွေအပေါ်မှာ KIA KIO ဖက်တွေကအခွန်အမျိုးစုံကောက်ခံမှုတွေကိုကျိုးရှောင်မှုတွေအနိုင်ကျင့်မှုတွေဟာ KIO KIA ရဲ့ရည်ရွယ်ချက်ကိုပြင်းပြထန်ထန်မေးခွန်းထုတ်စေပါတယ်။ Lucky Man Hotel ဖြစ်စဉ်လိုမျိုးအခြေအနေတွေပြည်သူပစ္စည်းအလွယ်တကူအတော့ချယူဆောင်သွားတာတွေပစ္စည်းစီမှုတွေစစ်ကောက်စီနဲ့ပူပေါင်းပြီးပြည်သူရက်ကွက်ကိုတစ်ဖက်လက်နဲ့ထိခိုက်စေတဲ့ကျက်စီတဲ့ပြည်ရက်တွေဟာပြည်သူယုံကြည်မှုကို တော့ပျက်စီးစေခဲ့ပါလေ KIO KIA အနေနဲ့ပြည်သူ့ဝေဖန်မှုပေါ်မှာအလေးထားပြီးပွေလင်းမြတ်တာမှုနဲ့တာဝန်ယူမှုတွေတာဝန်ခံမှုတွေပြန်လည်ပြင်ဆင်ပြီးအရှိန်ပြန်မြင့်တင်ဖို့လိုအပ်ပါလေကြောက်စိတ်လုပ်ငန်းအပေါ်မှာအလွန်ကြုံမိခိုထားတာကိုရှင်းချပြီးတခြားရေရှည်တည်တံ့နိုင်တဲ့ဝင်ငွေလမ်းကြောင်းတွေကိုရှာဖွေဖို့လိုအပ်ပါလေအရေးကြီးဆုံးကတော့လက်လက်ကတက်တဲ့အနေနဲ့ပြည်သူ့ကောက်ွယ်ရေးကိုဦးစားပေးပြီးစစ်ကောက်စီရဲ့ထိုးစစ်တွေကိုထိရောက်စွာ ကောက်ွယ်နိုင်ဖို့အဲ့ဒီဒေတာခန့်တိုင်းဟာမျောလဲတာဖြစ်ပါတယ်။ဖောက်ကန့်ကြောက်စိတ်လုပ်ငန်းဟာဒေတာတွင်အင်အားစုတွေတရုတ်နဲ့စစ်ကောက်စီတို့ကြားကအနိုင်ငံရေးအပေးယူတွေရဲ့ဗဟုချက်မှတ်တစ်ခုဖြစ်နေတာတွေ့ရပါတယ်။တရုတ်စီးပွားရေးလိုအပ်ချက်နဲ့စစ်ကောက်စီဘန်ဒါရေးအခက်အခဲတို့ဟာဖောက်ကန့်ဒေတာရဲ့စီရေးတင်းမာမှုကိုလှုပ်ဆောင်နေတဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်။ KIOKIA အနေနဲ့ဒါတွေကိုအချိန်မီအရေးမယူနိုင်ဘူးဆိုရင်ပြည်သူထောက်ခံမှုကြဆင်းခြင်းကိုကြိုးရှာမှုဆွဆွဲချက်ပြည်ပြင်လာခြင်းတရုတ်နဲ့ APNCC တို့ဖိအားပေးမှုကြားတက်ရောက်ခြင်းလက်နက်ဆက်ရုပ်ကိုကာကွယ်လိုစိတ်ရှိတဲ့အပေါ်မှာတရုတ်ရဲ့ကြိုးကင်မှုကိုခံရနိုင်ခြင်းစားတဲ့စိတ်ခေါ်မှုတွေနဲ့လေးဖက်လေးတန်ကလည်းကြီးမားတဲ့ရင်ဆိုင်မှုတွေကြော်ရနိုင်ပါတယ်အဲ့ဒီကနေတဆင့် KIA KIA ကို ိုအပေါ်မှာပြည်သူတွေရဲ့မကျေနပ်မှုတွေအထောက်ထိပ်ရောက်လာပြီးတော့ KPDF တွေနဲ့အခြေအနေပါရှုပ်ထွေးသွားစေနိုင်ပါတယ်။ KPDF တွေကဆရာသမားတွေဖြစ်လို့ပြည်သူလိုအချက်ကိုပုံနှားလဲပေမဲ့စစ်အာဏာရှင်ကိုအမြင့်ဖြတ်ချေမလို့တဲ့စံတော့ပြင်းပြနေတာကိုတော့ထပ်စင်းစားဖို့လိုအပ်ပါတယ်။ KIA OKIA ခေါင်းဆောင်ပိုင်းတွေအနေနဲ့ပြည်သူအတန်ကိုနားမထောင်ဘဲလက်ရှိအတိုင်းဆက်သွားမယ်ဆိုရင်တော့ KPDF တွေအနေနဲ့ပြည်သူလူထုရဲ့တိမ်မှောက်မှုအတန်ကိုအနိကထိတွေ့နေရ လေးနှစ်တာကာလစစ်ပွဲလေးပေါင်ဝင်တိုက်ခိုက်မှုစစ်မြေပြင်ရဲ့အခြေအနေအမှန်ကိုသိမြင်လာတာတဲ့အခြေအနေတွေကြောင့်အချင်းချင်းကြားမှာမလို့အပ်တဲ့ပဋိပက္ခတွေပေါ်ပေါက်လာနိုင်ပါလေမြန်မာနိုင်ငံရေးမတည်ငြိမ်မှုတွေကြာရှည်လာတာနဲ့မြတ်တရုတ်နိုင်ငံကမြန်မာစီးပွားရေးနိုင်ငံရေးတွေအပေါ်မှာဩဇာလွမ်းမိုးမှုပုံမှန်နဲ့ရှိုင်းလာပါလိမ့်မယ်ဖားကန့်လို့စီးပွားရေးအချက်ချကြားတဲ့ဒေသတွေမှာတရုတ်ရဲ့ကြောင်းဝင်စွတ်ဖက်မှုတွေပို့ပြီးတော့ရောက်ရှိလာနိုင်ပါလေအဲ့ဒါဟာ တစ်ဖက်ကပြန်ကြည့်ရင်ဒေတာတွေအင်အားစုတွေရဲ့လှုပ်ရှားမှုကိုပိုထိတ်ချုပ်လာနိုင်ခြင်းရှိပါတယ်။အဲ့ဒီမိဘုံကြီးကနေပြီးတော့မြန်မာပြည်ဘယ်လိုရောက်ထွက်မလဲ။ဒီဖြေဟာမြန်မာပြည်သူတွေတိုင်းရဲ့တတိနဲ့နိုင်ငံရေးအသည့်နိုင်ငံရေးအမျိုးအမြင်ဘယ်လောက်ရှိတယ်ဆိုတဲ့အပေါ်မှာပဲတီမီနေပါလိမ့်မယ်။ဒီတော့တက်ဆိုင်တဲ့ခေါဆောင်တိုင်းဟာစေရေးမဟာဘျူဟာတွေကိုပြန်လည်စမ်းစစ်ဖို့လိုအပ်တယ်ဆိုတာကိုတင်ပြချင်းပါတယ်။မြန်မာပြည်ရဲ့အနာဂတ်ဟာလက်ရှိတိုက်ပွဲဝင်နေတဲ့အင်အားစုတွေတိုင်းရဲ့လက်ထက်မှာရှိနေပါတယ်။ ြည်သူဓာတ်ရဲ့လက်ထက်မှာလည်းရှိနေပါလေ။အဲ့ဒီသူတွေအားလုံးရဲ့နောက်ချစ်တလန့်ကဘာဖြစ်မလဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့ဆောင်ရွက်ကြည့်ရှုဖို့လိုအပ်ပါတယ်။